ဒီလက်ဆောင်ရှုံးမှုကအုံနောက်နဲ့ခန္ဓာကိုယ်ရဲ့လုံဆောင်ချက်တွေပေါ်မှာအများကြီးတရားမှုရှိတယ်ဆိုတာကိုသိပြီးကြပြီလားကျမတို့ရဲ့ခန္ဓာကိုယ်ကရေဒက်60ရာခိုင်လုံနောက်နဲ့ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်ဆဲတစ်ခုချင်းစီရလဲလုံကောင်းစွာလုံနိုင်မှုအတွက်ကိုရေဒက်လုံလောက်စွာရရှိနေဖို့လိုအပ်ပါတယ် ခန္ဓာကိုယ်ကနေပြီးတော့ရေဓာတ်2%လောက်ဆုံးရှုံးသွားတာနဲ့အုံနောက်နဲ့ခန္ဓာကိုယ်ရဲ့လုံဆောင်ချက်တွေပေါ်မှာအများကြီးတက်ရောက်မှုရှိသွားနိုင်ပါတယ်။ရေဓာတ်ဆုံးရှုံးပြီဆိုလို့ရှိရင်တော့ခန္ဓာကိုယ်ကနေပြီးတော့ခေါင်းကိုက်တာတွေ၊ရေငတ်တာတွေ၊အာချောက်တာတွေစသဖြင့်ဖြစ်တတ်ပါတယ်။ရေဓာတ်ပြေဝနေခြင်းကခန္ဓာကိုယ်ရဲ့အစာချေစနစ်နဲ့ metabolism အတွက်လည်းအများစွာအထောက်အကူပြုနိုင်ပါတယ်။ဒါအပြင်ရေဓာတ်ကြွေဝါတဲ့အစာတောက်တွေဖြစ်တဲ့ဖရဲသည်သခွားသည်စတဲ့အရေးအရွှမ်းနဲ့အသေးအနှံတွေအသီးရွက်တွေကနေလည်းရေဓာတ်ကိုလုံလောက်စွာရရှိနိုင်ပါတယ်။ ခန္ဓာကိုယ်ကရေထဲပြေးဝနေဖို့အတွက်ဆိုလို့ရှိရင်တော့လူတဦးဟာအနည်းဆုံးတစ်နေ့ကိုရေ၈ခွက်လောက်တော့သုံးဝေးဖို့လိုအပ်ပါတယ်။ကိုယ်လည်းလှူရှာအားကစားတွေပို့ပြီးတော့လှုပ်ထားတဲ့နေ့တွေမှာချွေးတွေပို့ထွက်ထားတဲ့နေ့တွေမှာဆိုလို့ရှိရင်တော့ဒီထက်ပို့ပြီးတော့တောက်သုံးပေးသင့်ပါတယ်။ကျမကတော့ဒေါက်တာခိုင်ရွေးဖြစ်ပါတယ်။